ပတ်ဝန်းကျင်မှာတွေ့နေမြင်နေကြမဟုတ်တဲ့အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင်ထိတာ၊ကင်တာ မလုပ်ပါနဲ့။နေရာပြောင်းတာ၊ချွတော့နဲ့ကန်တာ၊ခဲနဲ့ပေါက်တာ၊အနီးကပ်ဝိုင်းအောင်ကြည့်တာ၊ဓာတ်ပုံရိုက်တာတွေဟာအန်ဒရယ်ရှိတဲ့အပြုတ်မှုတွေဖြစ်ပါတယ်။မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန်ဒရယ်သတိရှိပါမင်္ဂလာပါရှင်။ဇွန်လ18ရက်အင်ကာနေကင်ဒရဝတီ Time သတင်းဌာနရဲ့ရုပ်သံသတင်းကိုတင်ဆက်ပေးပါရမယ်။ ကျောင်းသားတွေစာသင်တဲ့နေရာကိုစစ်ကောင်စီကအသေးခံ drone နဲ့တိုက်ခိုက်ခဲ့တာကြောင့်ကလေးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ကျေးရွာအတွင်းကစေခိုင်းထွက်သွားခံရတဲ့လူထုတွေရဲ့နေအိမ်တချို့ကို PNO ကမိရှုဖျက်ဆီးနေတယ်လို့ဆိုပါတယ်။စစ်ဘေးသစ်ပြည်သူ၄000ဝန်းကျင်အတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေရရှိဖို့ IEC ကဖိတ်ခေါ်လိုက်ပါတယ်။ဒီမော့ဆိုမှာ73စီတချို့ပြက်လက်ပြီးဈေးမြင့်တက်လာကောင် လူထုတွေဝယ်ယူဖို့ခက်ခဲနေပါတယ်။ဒီသတင်းတွေကိုကြည့်ရှုနားဆင်ရမှာပါ။ဖေကုံမြို့နယ်အနောက်ဖက်ချမ်းလက်ဤချေရွာကပရဟိတဘုံတော်ကြီးတင်ပညာရေးကျောင်းကိုစကောင်စီကတိုက်ပွဲဖြစ်ပွားတာမရှိဘဲအသေးခံ drone နဲ့စင်းလာရောက်ပစ်ခတ်ခဲ့ပါတယ်။အဲ့ဒီပြစ်ခတ်မှုကြောင့်မူလတန်းအရွယ်ကလေးငယ်နှစ်ဦးရှာထိတန်ရာရရှိခဲ့ပြီးဖုန်ကြီးကျောင်းပရဝန်တချို့လည်းပြက်စီခဲ့တယ်လို့ဒေသခံတွေကကန်ဒရဝတီ time ကိုပြောပါရယ် drone နဲ့ပစ်ခတ်မှုမပြုတ်လောက်ခင်လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုရှိခဲ့တယ်လို့လည်းဆိုပါရယ်အဲဒီပရဟိတဖုံတော်ကြီးတင် ဖုံကြီးចောင်းဟာမနေ့ကဇွန်လ16ရက်နေ့မှာမှကလေးတွေကိုចောင်းဆတင်လက်ခံတင်ချောင်းပေးနေတာဖြစ်ပြီးအခုလိုအသေးခံ drone တွေနဲ့ပစ်ခတ်ခံရတာကြောင့်ចောင်းကိုယာယီပိတ်ထားလိုက်ရပါတယ်ရှမ်းပြည်တောင်ပိုင်းစီဆိုင်မြို့နယ်အတွင်းကခြေရွာတွေကနေစေခိုင်းထွက်သွားခံရတဲ့လူထုတွေရဲ့နေအိမ်တွေကို စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ် PNO တွေကမိရှုဖျက်ဆီးခဲ့တယ်လို့ပို့အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တပ်ဖွဲ့စီကနေသိရပါတယ်မိရှုပြီးနောက်တနည်းမှာမိုးရွာတဲ့အတွက်နေအိမ်6လုံးသာပါသွားတယ်လို့ PNLA ရဲ့ပြောရေးဆိုခွင့်ရှိသူခွန်ရင်းရံက Candrawati Time ကိုပြောပါတယ်ဇွန်လ12ရက်နေ့မှာစတင်မိရှုခဲ့တာဖြစ်ပြီးဇွန်လ17ရက်နေ့ညအထိမိလောက်ကျွမ်းခဲ့တာပါ နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ခြေရွာဟာစီဆိုင်မြို့နယ်အတွင်းကတပူးထိုခြေရွာဖြစ်ပြီးအဲ့ဒီခြေရွာဟာဇွန်လ9ရက်နေ့ကစပြီးရွာအသွင်းကနေထွက်ခွာဖို့ရွှေ့ပြောင်းဖို့ PNO ကနေပြီးညွှန်ကြားထားတဲ့ခြေရွာတွေထဲကတရွာဖြစ်ပါတယ်။တပူးထိုခြေရွာအတွင်းမှာတော့ PNO တွေတက်ဆွဲထားလာလေးလကျော်ရှိနေပြီဖြစ်တယ်လို့လည်းသိရပါတယ်။တပူးထိုခြေရွာဟာစီဆိုင်မြို့နယ်နောက်ကျောခြေရွာအုပ်စုအတွင်းကဖြစ်ပြီး နေအိမ်နေရာဝန်းကျင်ရှိတယ်လို့လည်းသိရပါဗျ။ဇွန်လအစောပိုင်းကစပြီးဖဲခုံမြို့နယ်အရှိချမ်းရွယ်ပေါ်အုပ်စုကနေရိုင်းကောဒီမော့ဆိုမြို့နယ်အတွင်းကိုဦးတည်ပြီးအင်အားအများအပြားနဲ့စစ်ကောင်စီ PNO ပူပေါင်းတပ်တို့စစ်ကြောင်းထိုးလာခဲ့ပါဗျ။အဲ့ဒီစစ်ကြောင်းကြောင့်တော်လရင်တပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကဖဲခုံမြို့နယ်အရှိချမ်းမှာရှိတဲ့ကျေးရွာအုပ်စု၅စုအတွင်းကဒေသခံပြည်သူ၄000ဝန်းကျင်ထွက်ပြေးတိမ်းရှောင်နေရပြီး အခြေခံလိုအပ်ချက်များစွာရှိနေတယ်လို့ Greeny ပြည်ချားကာလအုပ်ချုပ်ရေးကောင်စီ IEC ကမနေ့ကဇွန်လ16ရက်နေ့မှာထုတ်ပြန်ပါတယ်။အရက်ဖက်အဖွဲ့အစည်းတွေကဝိုင်းဝန်းကူညီပေးတာရှိနေပေမဲ့လိုအပ်ချက်တွေရှိနေဆဲဖြစ်တယ်လို့ IEC အတွင်းရေးမှူးနဲ့ဥပညာက Candrawati Time ကိုပြောပါရယ်။စစ်ဘေးသင့်ပြည်သူတွေကြုံတွေ့နေရတဲ့စိတ်ခုံမှုတွေကိုနိုင်ငံတကာကသိရှိပြီးလူသားချင်းစာနာထောက်ထားမှုနဲ့ပြည်သူလူထုရဲ့ဘေးကင်းလုံခြုံရေး ဆောင်းနိုင်ရိတ်ခံဖူလုံရေလုပ်ငန်းတွေမှာထက်မှန်သုံးမြင့်ပတ်ပူကူညီပေးကြဖို့မြစ်တာရက်ခံတိုက်တွန်းလိုကြောင်း IEC ကပြောဆိုထားပါတယ်လူဦးရေ4000ဝန်းကျင်အတွက်ဆောင်းနိုင်ရိတ်ခံလိုအပ်ချက်ကတလဆာဟာဒေါ်လာ၄သိန်းခွဲကျော်အထိရှိနေတယ်လို့ဖော်ပြထားပါတယ်စကောင်စီရဲ့ထိုးစစ်အပြင်လက်နေကြီးပြစ်ခတ်မှုတွေလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရတားထိခိုက်တေဆုံးမှုတွေလည်းရှိတယ်လို့သိရပါတယ် ီမိုးဆိုမြို့နယ်ကိုဝင်လာတဲ့ကုန်စည်လမ်းကြောင်းတွေတပတ်ကျော်ကြာပိတ်နေတဲ့အတွက်ဆက်တုံးစီတွေပြက်လက်နေပြီးဈေးနှုန်းမြင့်တက်လာပါတယ်။ဆက်တုံးစီရောင်းဝယ်တူတူကတော့ဆက်တုံးစီဝယ်ယူဖို့ခက်ခဲလာတဲ့အတွက်လက်ရှိမှာဆက်တုံးစီတွေကိုအကန့်အသတ်နဲ့တောင်စတင်ရောင်းချနေရတယ်လို့ Candorovity Time ကိုပြောပါတယ်။ Greeny ပြည်ကိုကုန်စည်ဝင်ရောက်နိုင်တဲ့လမ်းကြောင်းတွေမှာစစ်ကောင်စီတပ်တွေရဲ့စစ်ဆေးမှုတွေတင်းကျပ်နေတယ်လို့စစ်ကြောင်းထိုးတာလမ်းပန်းဆက်တွေရိတ်ခဲတာတွေကြောင့် 73စီနဲ့တခြားကုန်ပစ္စည်းတွေဝင်ရောက်နိုင်မှုနည်းနေတယ်လို့ဒီမော့ဆိုအနောက်ခြမ်းကစေးဆိုင်ပိုင်ရှင်တူကလည်းပြောပါရယ်အခုလိုမျိုးဒီမော့ဆိုမြို့နယ်အတွင်းကုန်တွယ်လမ်းတွေပိတ်သွားတာကြောင့်တချို့ဓာတ်ဆီဒီဇယ်ရောင်းဝယ်သူအများစုကလည်းဆိုင်ပိတ်ထားတာမျိုးကိုတွေ့မြင်နေရပါတယ်ဒီမော့ဆိုမြို့နယ်အတွင်းကုန်တွယ်လမ်းကြောင်းတွေမပိတ်ခင်အထိဓာတ်ဆီဒလီတာမှာတော့9000ကျပ်ဒီဇယ်ဒလီတာကို9500ကျပ်ရှိပြီး အခုမှတော့ဓာတ်ဆီဒလီတာ9000ကျပ်ဒီဇယ်ဒလီတာ9500ကျပ်အထိကိုဈေးရှိနေပါတယ်။ကန်ဒရောဝတီထိုင်းမြေရုပ်သံတင်ကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးဘေးအဒီအပေါက်ကကင်းဝေးကြပါစေရှင်။ကျမမောင်ညာမှာပါ။